တားဥကျွေရဲ့အခါမိန်ကလေးတွေမှာခံစားရတတ်တဲ့လက္ခဏာအပြောင်းလဲလေးတွေရှိပါတယ်။တူဦးနဲ့တူဦးတွေ့ကြုံရတာကတော့မတူပါဘူးတဲ့။လားစင်ယာတီလာကြတာလည်းဖြစ်တော့တားဥကျွေချိန်မှာဘာမှခံစားရတာမရှိပဲသူ့အလိုလိုမတိလိုက်မတိပါတာကြော်သွားတာလည်းရှိတာ ਉ နော်။ဥပမာအဖြစ်တားဥကျွေချိန်မှာတင်ပစုံတဝိုင်းမအီမသာဖြစ်တတ်တာ ဝမ်းပိုက်အောက်ဘက်တဲ့အိမ်နေရာမှာလေးလံနေတယ်လို့ခန်းစားရတာမျိုးဖြစ်နိုင်ပါတယ်။ကိုအပူချိန်ကငိုပူနေတတ်တဲ့အပူချိန်ထက်တာဥကျွေးတဲ့အချိန်မှာနည်းနည်းပူလို့ပူလာတာမျိုးလည်းဖြစ်တတ်ပါတယ်။ဒီလိုအပူချိန်တတ်တာကို သိကျင်နေဆိုရင်ခါရိုင်ကိုရဲ့အပူချိန်ကိုအရင်ဆုံးတိုင်းတာကြည့်ထားမယ်။တာဥကျွေးကန်နည်းရက်တွေမှာမနဲ့စောစောအိပ်ရနိုးတဲ့အချိန်ကိုအပူချိန်တိုင်းမိပြီးနှိုင်းချိန်ကြည့်ရတာမျိုးဖြစ်ပါတယ်။ ်နောက်တစ်ခုကတာဥကြွေချင်းရက်မှာရင်သားနည်းနည်းတင်းမာလာလို့နာတာကျင်တာခံစားရတာမျိုးလည်းရှိနိုင်ပါတယ်တလနဲ့တလခံစားရပုံချင်းတော့မတူနိုင်ဘူးပေါ့နော်ဒီ ovulation အချိန်ကဟော်မုန်းအပြောင်းလဲရှိတဲ့ကာလမို့လို့စိတ်တိုးတက်တာ စိတ်ဆက်နေတာအစာစားချင်စိတ်နေနေတာအိယာပြူရတခါတည်းခက်ခဲတာတွေစတာမျိုးကြုံတွေ့ရတတ်ပါတယ်။ဒါကတာဥကျွေချိန်မှာဒိုးရရဲ့စိတ်နဲ့ကိုခန္ဓာမှာဖြစ်တတ်တဲ့အပြောင်းအလဲလေးတွေပဲဖြစ်ပါတယ်။